ီနေ့တော့ကျွန်တော်တို့ Libra Salad ဘယ်လိုဝင်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးတော့မှာပေါ့နော်အဲ Libra Salad ကကျွန်တော် Mini Versa ပါမှာပဲရှိတဲ့စီလိုပေါ့နော်ဒီဒီစီလိုအဲဒီကောင်ဘာလို့ဝင်ရမလဲဆိုတော့ကျွန်တော်တို့ဒီထဲမှာကျွန်တော် Armor Mod ဝပွန်မော့တွေရောအဲဒီမှာ Resort စုံစုံလင်းလင်းရောကြရတယ်ပေါ့နော်အဲ့တော့အာမာရောဝပွန်ရောဒီမှာလာဖန်လို့ရတယ်။သူကနဲ့သူတက်ဆိုင်တဲ့မော်ဒီကိုတော့သူတက်ဆိုင်တဲ့စီလိုမှာရှာဖန်လို့တော့ရရပေါ့နော်။ ါမဲ့ lead resilient ကိုနောက်ထပ်ဝင်သင်တဲ့အချက်ကကျွန်တော်တို့ lead resilient မှာပဲကြားတဲ့ deviation တကောင်ရှိရပါတော့အဲ့ဒါကကျွန်တော်တို့ဒီ rebecca ဆိုတဲ့ deviation အဲဒီမှာ rebecca ဆိုတဲ့ deviation ပေါ့နော်အဲ rebecca အဲ့ lead resilient မှာပဲကြားတာအဲ့ဒါ lead resilient ကို rebecca အဓိကလိုချင်လို့ပါကြတာအဲ့တော့ rebecca ကိုမနိုင်လို့ဘယ်လိုဆော့ရမလဲသိချင်လို့ဖြစ်ဖြစ်ဖြစ် rebecca fan ချင်လို့ပဲဖြစ်ဖြစ် ကျွန်တော်ဒီဗီဒီယိုထဲမှာအဲဒီ leaf reseller ကိုဘယ်လိုဝင်ရမလဲ tips and tricks လေးပြောပြပေးတော့မှာပေါ့နော်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့အဲဘာတွေကြိုပြီးပြင်ဆင်သွားရမလဲဆိုတာကိုအရင်စပြောမယ်ပေါ့နော်ကျွန်တော်တို့အဲ solo ပဲဖြစ်ဖြစ်အ group နဲ့ပဲဖြစ်ဖြစ်ဟို gun bait တွေမှာကျွန်တော်တို့ AOE gun တွေသုံးတာပိုကောင်းတယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်ဘုံဘုံသုံးထားတယ်အဲဘုံဘုံသုံးလို့ကောင်းတယ်ပြီးရင် အဲ bounce gun တွေတုံးလို့ကောင်းတယ်ရေခဲ gun တွေတုံးလို့ကောင်းတယ်ပေါ့နော်အဲ lee racer လက်မှာအဲ့တော့ aoe gun တွေတုံးမှာအဲ solo shot မယ် solo ဝင်ကျုံးမယ်ဆိုလို့ရှိရင် aoe ကိုမှ damage ထွက်တဲ့ကောင်မျိုးတုံးပေါ့နော်အဲ့လိုကောင်မျိုးတွေတုံးပြီးလို့ရှိရင်ကျွန်တော်တို့ကြည်တုံးတာမှလည်းကျွန်တော်တို့ဒီဒီဘလိုမျိုးအဲ aoe ကြည်မျိုးကိုတုံးပေါ့နော် အဲဒီလေကရက်အုပ်တွေပါညာရေပေါ့အကောင့်သေးလေးရှင်းနေဆိုရင်တော့ကျွန်တော်ရိုးရိုးတက်ဆန်ဂျီနဲ့ပဲပြက်ပေါ့နော်ရိုးရိုးတက်ဆန်ဂျီနဲ့ဟိုဂျိုးတက်ဆန်ဂျီနဲ့လည်းအလုပ်ဖြစ်ပဲဒီကောင်ကကျွန်တော်တို့ boss တွေပါလေ key ရဲ့အခါကြမှာတုံးပေါ့နော်နောက်တစ်ခုကျွန်တော်တို့လိုအပ်တာ deviation တွေရပေးတဲ့ item တွေပေါ့နော်အခုကျွန်တော်တို့ inventory ရဲမှာဆိုလို့ရှိရင်ဒီကောင်ရှိမယ်ဒီ ever war production ဆိုတဲ့ကောင်ရှိမယ်အဲ့ဒါကျွန်တော်တို့တေတော့မဲ့အချိန်ခါတွေပေါ့နော်ဟိုတေတော့မဲ့အချိန်တွေရောက်လို့ရှိရင်ဒီကောင်ကိုတုံးလိုက်အဲ့ဒါဆိုကျွန်တော်တို့ အင်မြူးဖြစ်တယ်ပေါ့နော်2စက္ကန့်လောက်အင်မြူးဖြစ်တယ်အဲကိုမလွတ်နိုင်တော့ရဲ့ချိန်လေးတို့ဘာလို့အဲ့လိုမျိုးကြာရဲသုံးလို့ရတယ်ပြီးရဒီအီရိုလီပေါ့နော်ဒီအီရိုလီဆိုတဲ့ကောင်လိုတယ်ပေါ့နော်ဒီအီရိုလီကကျွန်တော်တို့လေထဲမှာအဲလှိမ့်လို့ရှင်ကျွန်တော်လှိမ့်တဲ့ခလုတ်ကိုလေထဲမှာနှိပ်လို့ရှိရင်ကျွန်တော်လေထဲရောက်ဖို့ကခုံနိုင်ရရပါတော့ခုံပြီးတော့နှိပ်လှိမ့်တဲ့ခလုတ်ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့လေထဲမှာ away you dash လို့ရရပါတော့အဲ့တော့ကျွန်တော်မြန်မြန်တနေရာနဲ့တနေရာသွားဖို့ညာတွေဆိုလို့ရှိရင်အဲ့လေဒီကောင်ကို ော်တော်များများတုံးနေပေါ့နော်အဲ့တော့ဒီကောင်လေးကျွန်တော်တို့ Joe Craft လာပေါ့နော်ဒီကောင်ရဲ့ဒီ Apple Protection ဆိုတဲ့ကောင်ရဲ့အဲ့နှစ်ခုအဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီ lab ပေါ့နော်အဲဒီကောင်ဒီ All Purpose And နေလဲကျွန်တော်တို့အဲ3-4ခုလောက်တော့ယူသွားနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အထဲမှာ gun တွေပြတ်တာ armor တွေပြတ်တာဆိုလို့ရှိရင်အထဲမှာပဲတခါတည်းပြင်ပြီးဆက်သွားလို့ရအောင်ပေါ့နော်ဒီ Apple ဒီ All Purpose Hand လေးတွေယူလာပေါ့နော် အဲ့ဆိုရင်ကျွန်တော်တို့အထဲမှာကျွန်တော်တို့ gain တွေပြတ်သွားရပါညာဆိုလေအထဲမှာပဲပြင်လို့ရမှာเนาะအပြင်တစ်ခါထပ်ပြန်ထွက်เสียမှာလို့ပြလို့ရှိရင်ကျွန်တော်တို့ save အကြောင်းကို yoyo activator မသုံးနဲ့ပေါ့เนาะအဲ quick activator လေးတွေပြန်ပြောင်း craft ပြီးတော့သုံးဒီကောင်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မြန်ပြန်ပြီးတော့သွေးပြန်ဖြည့်လို့ရမှာနောက်ဆုံး final boss ကြာလို့ရှိရင်ကျွန်တော်တို့ quick activator တော်တော်သုံးအောင်အောင်မှုလို့ပေါ့เนาะကျွန်တော်တို့ food တွေမှာလည်း food buff တွေနေနဲ့စားယူပြီးတော့ဆောင်သွားလို့ရမှာကောင်းနေရှိရပေါ့เนาะအဲအဲ့ဒါအဲ့တော့ကိုကိုင်းနဲ့ကမ်းပေါ်အများကြီးမှုတည်ရပေါ့เนาะကျွန်တော်တို့က crit gun တွေ အဲဗာလေဝဘွန်ဒက်မိတ်ကန်နေကင်နေဆိုရဲအဲ့ဒါနဲ့သက်ဆိုင်တဲ့ဖူတွေစားပါဘောเนาะကျွန်တော်ကဒီဘုံဘုံကန်ကင်ထားတာဆိုတော့ကျွန်တော်ဒီနှစ်ခုတည်းကတစ်ခုကိုစားလို့ရတယ်ဒီကောင်က blaze damage ပေးတယ်ဘုံဘုံကန်နဲ့လိုက်တယ်ဒီကောင်က blaze damage ပေးတယ်အဲဒီကောင်ကကျတော့ကျွန်တော် elemental damage ပေးတာပါဘောเนาะကျွန်တော် final boss ရောက်လို့ရှိရင်လည်းဒီကောင်ကိုစားပြီးတော့ပြစ်လို့ရတယ်ပေါ့เนาะကျွန်တော် boss ကိုမြင်မြန်တတ်ချင်လို့ရှိရင်ပြီးတော့ကျွန်တော်ဒီတစ်ခုရှိအောင်မယ်ဒီကောင်ကကျွန်တော်တို့ rolling speed နဲ့ အဲ movement speed ပေးတာ row ပြီးသွားလို့ရှိရင်အဲ့တော့ကျွန်တော် aerially သုံးပြီးသွားရင်ကျွန်တော် movement speed 20%အောင်20စက္ကန့်ရမှာအဲ့တော့ကျွန်တော်မြန်မြန်ပြေးလို့ရရပေါ့နော်ပြီးရင်ဒီကောင်ရှိအောင်မယ်ဒီကောင်ကကြတော့ကျွန်တော်တို့ vulnerability ပေးတာအဲ့ကျွန်တော်တို့ကဘူးဆိုင်မှာ vulnerability တင်တဲ့အပြင်မှာ mod နဲ့ထပ်တင်သေးတယ်အဲ့တော့မှ default နဲ့ထပ်တင်ကျွန်တော်တို့ damage ပို့ထွက်တယ်ပေါ့နော် damage အများကြီးထပ်ထွက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ inventory ရဲ့မှာလက်ပစ်ဘုံလေးနှလုံးပါလာဖို့လိုတယ်လက်ပစ်ဘုံနှလုံးလောက်တော့ပါဖို့လိုတယ် အဲဘာလို့လဲဆိုတာကျွန်တော်အထည်ရောင်ရေးဆက်ပြောပြမယ်အဲ့ဒါတော့ကျွန်တော်ကြိုတင်ပြင်ဆင်ခြင်းတဲ့ဟာတွေပေါ့နော်ကဲအဲ့ဒါဆိုကျွန်တော်တို့ Lee Reseller စဝင်ပြီပေါ့နော်ကျွန်တော်တို့ဒီပထမဦးဆုံးအခန်းကတော့ဒီအကောင့်သေးလေးပဲရှိရအောင်နော်ပုံမှန်ဆိုလို့ရှိရင်ဒီပထမဆုံးအခန်းမှာကျွန်တော်တို့ဒီကနေခုံဆင်းသွားပြီးတော့အီရိုလီနဲ့ဟိုပေါက်ကိုတန်းပြေးတယ်။ဒီမှာတော့အကောင်သေးလေးပဲရှိရ ော့အကောင့်သေးလေးကိုပုံမှန်ဆိုရင်တော့ကျွန်တော်တို့မတက်ဘူးမတက်ဖဲနဲ့ဒီအောက်ခုံဆင်းပြီးတော့အဲဒီအခန်းထဲကိုတန်းဝင်တယ်အဲစကစ်တယ်ပေါ့ဒီတခန်းကဒီတခန်းမှာဘာမှမရှိဘူးအဲပထမအဦးဆုံးကျွန်တော်တို့အဲဒုတိယအခန်းရောက်ပြီပေါ့နော်ဒုတိယအခန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲရေခဲရှိရှိရဲ့ခြေရှိကောင်ပေါ့နော်ကျွန်တော်ခြေရှိကောင်လို့ပဲခေါ်ကြကြမယ်ဒါဒါရေခဲရှိရှိရဲ့ခြေရှိကောင်ဒီကောင်ကအပြာရောင်ရှိရှိရဲ့ပြီးရင်ဒီကောင်ကမီးရှိရှိရဲ့ခြေရှိကောင် မဆိုအဲအဝါရောင်ရှိပေါ့နော်အဲ့ကောင်ရှိတယ်အဲ့ဆိုကျွန်တော်တို့ဒီနှစ်ကောင်နဲ့ကျွန်တော်တို့ဒီဘက်ဘေးမှာရေခဲတိုင်ရှိတယ်ပြီးရင်ဒီဘက်မှာမီးတိုင်ရှိတယ်အဲ့တော့ကျွန်တော်တို့ကပေးထားတဲ့ဟာတွေကိုပါလောက်ရမှာလေဆိုတော့မီးကောင်ရှိကဆိုးဆိုးပုံစံမျိုးပေါ့နော်မီးကောင်ရှိကဝိညာဉ်ကိုအဲဒီရေခဲတိုင်နဲ့ထည့်ရမယ်အဲရေခဲကောင်ရှိကဆိုးဒီမဲရေခဲတိုင်အောင်ထည့်ရမယ်ပေါ့နော်အဲ့လိုထည့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ ရေခဲတိုင်ကိုသွားကြည့်လိုက်ရေတိုင်တွေကိုသွားကြည့်လိုက်လို့ရှိရင်ဒီမှာသူတို့မှာ range ရှိရပေါ့နော်ဒီမှာအဝိုင်းမြင်နေရတယ်အဲအဲ့အဝိုင်းနဲ့ဝင်ပြီးတော့ဒီကောင်အောင်တက်မှရမှာအဲ့ဒါဆိုလို့ရှိရင်ဒီအဝိုင်းနဲ့မှာဒီအဝိုင်းအပြင်မှာကျွန်တော်တို့ရှိနေတဲ့အချိန်ဒီနားကနေသူ့ကိုလှမ်းတက်လိုက်တဲ့ဆိုဒီဆိုးကဒီကောင်ဆိုးကဒီကိုဝင်မှာမဟုတ်ဘူးအဲ့ကြလို့ရှိရင်ဒီကောင်ပြန် spawn လာတာအောင်ဆောင်းရလိမ့်မယ်အဲ့ကြရင်အချိန်ကြာလိမ့်မယ်ပေါ့နော်ပြီးတော့ဒီကောင်နင်းရဲ့ရှီအဲ့အပေါ်ကဒီကောင်နေရှီးကွဲတဲ့အချိန်မှာကျွန်တော်တို့သူ့တို့အနားမှာမနေဖို့အရေးကြီးရယ်ပေါ့နော် အဲဒီရေခဲကောင်ရှီးကွဲလို့ရှိရင်သူကပတ်ပတ်လေကိုရေခဲဓာတ်မိတ်ပေးပြီးတော့မြောက်ထိသွားတဲ့လူတွေအကုန်လုံးခဲတယ်ဗောနော်ဟိုကျွန်တော်တို့ချထားတဲ့ဒေးဗီယန်နေရာအစခဲတယ်ဒီမီးကောင်ဆိုလို့ရှိရင်မီးရှီးပေါ့မီးရှီးကွဲတာနဲ့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကိုမီးလောင်နေဗောနော်အဲ့ဒါဘုံဘုံပေါက်တယ်လို့ပဲကျွန်တော်တို့မီးဓာတ်မိတ်ပေးတယ်အဲ့တော့ကျွန်တော်တို့မီးကောင်ရှီးကိုအရင်စပြီးတော့တင်မယ် ဟောအခုဆိုကျွန်တော်နှစ်ကောင်လုံးရဲ့ရှီကိုတခါတည်းခွဲမိသွားပြီအဲ့ကျွန်တော်မီးရှိရပဲဒီထဲကိုရောက်တယ်ရေခဲကောင်ကပြန်စပွန်လာပြီနော် final boss ညာရင်တော့အဲ့လိုမှားမလုပ်မိနေတယ်ပေါ့နော်အဲအခုအဲ့ကောင်ရှီကိုခွဲလိုက်ရင်အဲ့မှာရေခဲပေးတယ်အဲ့တော့တကယ်လို့အဲ့ rate အတွင်းမှာရှိနေရင်ကျွန်တော်အကြိုက်ခဲတော့အဲ့တော့ကျွန်တော်ဒီထဲကနေဝင်ပြီးတော့အဲကျွန်တော်ဒီဒီဒီ rain ထဲမှာ ဒီကောင်ကိုတတ်တယ်ဆိုလို့ရှိရင်ဒီကောင်ရယ်ဆိုဒီထဲဝင်သွားမှာပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ပြီးပြီဒီဒီရှေ့စိတ်တွေအကုန်လုံးနှီးပါကျွန်တော်တို့ရှေ့လာမယ်အဲ boss fight အတွက်နောက်ဆုံးလာမယ် boss fight အတွက်ဟိုဟာပေါ့နော် tutorial သဘောမျိုးဒီမှာပုံတပုံရှိတယ်အဲ့ပုံစီကကျွန်တော်တို့ဘာမှမပေးဘူးဒီ copper ကြည်တွေပဲပေးရပါတော့နော်အဲအခုဒီ boss မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတိုင်နေရှိလိမ့်မယ်အဲ့တိုင်နေပြင်ဟိုဘောရှေ့ရှေ့ကောင်နေ spawn နေပေါ့နော်အဲ့မှာကျွန်တော်တို့မီးတိုင်ဆိုရင် အဲမီးရှိနဲ့ခြေရှိကောင်မီးတိုင်တွေကနေဝင်တက်ပြီးရင်ရေခဲတိုင်ဆိုလို့ရှိရင်ရေခဲရှိနဲ့ခြေရှိကောင်ထွက်လာရင်ရေခဲတိုင်တွေကဝင်တက်ပေါ့နော်အဲပြီးရင်ဒီဘော့စ်ကကျွန်တော်တို့အောက်ဆင်းဆင်းချင်းကိုအင်မြူးဝင်သွားလိမ့်မယ်ပြီးတော့ကျွန်တော်တို့အဲ့တိုင်တွေအကုန်လုံးနဲ့အစိုးရထည့်ပြီးမှဒီကောင်အင်မြူးကပြီမယ်ပေါ့နော်အခုလောတဲ့ကျွန်တော်ဒီဘော့ကနေရသလောက်ဒက်မိတ်လှမ်းပေးလို့ရတယ်ပြီးကြရင်ကျွန်တော်အောက်မှာရေခဲရှိအဲကျွန်တော်တို့ခုနတိုင်ပါစေပြန်ဖြီးရမယ်ပေါ့နော်အဲ့ဒီကောင်အရင်ဆုံးရသလောက်ဒက်မိတ်ပေးမယ် အဲအဲ့ဆိုကျွန်တော်အင်မျိုးဝင်သွားပြီပေါ့နော်အင်မျိုးဝင်သွားကျွန်တော်အောက်ဆင်းရအောင်မယ်အဲ့ဆိုဒီဒီကောင်ကမီးကောင်မီးကောင်ကျွန်တော်မီးထဲဝင်ပြီးတော့ပဲပြစ်တယ်အဲ့ဆိုဒီကောင်မီးဆိုးကဒီကိုဝင်သွားပြီပြီးတော့ဒီဘက်ကထွက်လာတဲ့ကောင်ကရေခဲကောင် ရေခဲကိုရေခဲရှိတဲ့ဘက်ဝင်ပြီးပြစ်အဲ့ဆိုရပြီညောရေခဲရှိတဲ့မီးရှိရပြီအဲ့ဒီဘက်ကကောင်ကဒီကောင်ရေခဲကောင် ောက်ကြောင်းမီးကောင်ဒီမီးတိုင်တွေကနေဝင်ပြီးပြည့်အဲအဲ့ဆိုကျွန်တော်တို့အဲမီးရှိထက်ရပြန်ပြီကျွန်တော်တို့အကောင့်နေပြတဲ့အချိန်မှာဒီတောင်းမှနေပေါ့နော်အာလက်ပေါ့ကျွန်တော်တို့အကောင့်နေပြတဲ့အချိန်မှာဒီတောင်းမှနေပေါ့နော်အဲ့ဒါမှအဲဒီ zone boss zombie အာဘာဒီမှမသိဘူးကွာအဲဒီတိုင်နောက်နဲ့ကွယ်နေပေါ့နော်အဲ့ဒါမှအက်ကောင်ပြစ်တဲ့အလုံးနေကျွန်တော်တို့မှမှန်ပါဒီတိုင်ပြီးပြီဒီတိုင်ပြီးသေးလားဟောတိုင်ရေးရအောင်ဒီဘက်ကရေးခဲ့အဲ့ဒါဒီဘက်ကမီးပြီးအောင်ကျွန်တော်အရင်တန်းပြစ်တယ်လေအဲအဲ့ဆိုကျွန်တော်တို့ရှိဟိုဟာတွေအကုန်ပြီးပြီပေါ့နော်တိုင်အကုန်ပြီးပြီအဲ့ဒါကျွန်တော်တို့ boss ကိုပြစ်လို့ရပြီ ော့ boss အာသူကျွန်တော်တို့အကွက်တစ်ကွက်တုံးနေပေါ့နော်မြေကြီးကိုစတိုက်ထုတယ်ကွအဲ့အဲ့အကွက်လာလို့ရှိရင်ကျွန်တော်တို့အဲဒီတုံးနေပေါ်မှာတက်ပြီးရှောင်လို့ရတယ်ကျွန်တော်အဲ့အကွက်လာတဲ့အချိန်စောင့်ပြီးပြမယ်အဲအဲ့မှာထုပြီးဇက်တိုက်အဲ့ဒါဆိုကျွန်တော်တို့ဒီတုံးပေါ်တက်ပြီးရှောင်လို့ရတယ်အဲဒီ rain တွေကိုကျွန်တော်တို့ခုံရှောင်ရင်လည်းရရပေါ့နော်ဒါပေမဲ့ damage ထိမှာဆိုလို့ဒီတုံးပေါ်တက်ခိုင်းတာ ကျွန်တော်ခုနယူခဲ့တဲ့ app power protection ဆိုတဲ့အလုံးလေးလေဒီမှာတုံးတွေ့ရရပေါ့နော်ကိုမလွတ်တော့ဘူးဆိုလို့ရှိရင်အဲ့အလုံးလေးကိုကောက်နှိပ်လိုက်ပေါ့မတည်တော့အောင်လို့ကျွန်တော်ဒီတိုင်းဘေးတိုက်သွားနေနေပြင်လဲလွတ်တယ်ပေါ့နော်သူ့ရဲ့အထက်တွေအကုန်လုံးအဲအဲ့ဆိုကျွန်တော်အဲဒုတိယကန်တတိယကန်ပေါ့ဒီခုကတတိယကန်ပြီးပြီး ဒါကျွန်တော်တို့ reward ယူပြီးကျွန်တော်တို့နောက်တစ်ခန်းဆက်သွားမှာပေါ့နော်ကျွန်တော်တို့ဗီဒီယိုလေးကိုမဆက်ခင်မှာအခုကြည့်နေတဲ့သူတွေထဲမှာ once human မှာရှိတဲ့ skin တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ် gacha skin တွေဖောက်ခြင်းလို့ပဲဖြစ်ဖြစ်ဘလို့ဝယ်ရမလဲဘယ်မှာစိတ်ချရမလဲမသိတဲ့သူတွေအတွက်ကောင်းစရာခန်းဆိုတဲ့ဆယ်လာစီမှာ pro တို့ဝယ်ခြင်းတာတွေအကုန်လုံးကိုယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်သူစီမှာ once human မှာမဟုတ်ဘဲတခြားကိန်းနေနဲ့ stain wallet တွေပါဝယ်လို့ရတာမဟုတ်လို့တနေရာထဲမှာအဆုံဆုံးလုံးနေတဲ့ bro တို့ဝယ်ကျင်တာကိုဝယ်လို့ရပါတယ် အယောင်ဆောင်ပေးတူတွေနဲ့မတွေ့ရအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုတွေနဲ့ live stream တွေရဲ့အောက်က description မှာကောင်းစီရခန့်ရဲ့ Facebook နဲ့ Telegram link တွေကိုချပေးထားပါတယ်နောက်တစ်ခါရဲ့ဒီဘက်မှာကျွန်တော်ပုံနှစ်ပုံရှိတယ်အဲ့ပုံနှစ်ပုံကလည်းကျွန်တော်တို့ကော်ပါကြည်လေးပဲပေးတာဘာမှမရဘူးပေါ့နော်အော်ဒါစတီးကြည်ဖြစ်သွားပြီဒါတက်စတန်ကြည်ပေါ့နော်ရှေ့သုံးပုံကကော်ပါ အဲဒုတိယပုံဟာစတီနောက်ဆုံးပုံဟာအဲတက်စတင်ကြည့်ပေးတယ်။နောက်ဒီပေါက်ထဲဝင်ပြီးွားရင်ကျွန်တော်တို့ဒီရှေ့ရအကောင့်တွေကိုမပစ်ဘူးပေါ့နော်။နောက်တောက်လျှောက်စကစ်မှာ glycy ပြီးရောအဲဒီအကောင့်တွေကိုကျွန်တော်တို့မပစ်ပါဘူး။တောက်လျှောက်စကစ်မှာပေါ့နော်။ကြာလို့ပါပစ်နေ။စကစ်စကစ်အကောင့်လုံးစကစ်။နောက်အဲ aerolip ကဒီနားရဲ့မှာလိုတာပေါ့နော်။ဒီနားရဲ့ကျွန်တော်တို့မြန်မြန်စကစ်လိုက်လို့ရတယ်။ မဟုတ်ရင်ကြာနေလိမ့်မယ်အဲကျွန်တော်နောက်တစ်ခန်းရောက်ပြီပေါ့နော်နောက်တစ်ခန်းကြာလို့ရှိရင်ကျွန်တော်တို့ဒီကောင်ရှိရပေါ့နော်ကျွန်တော်ဒီကောင်ဘယ်လိုဟောရမလဲကျွန်တော်လင်းလို့လို့လို့ငှက်လို့ပေါ့အဲအကောင်တက်လို့ရှိရင်ကျွန်တော်တို့ခရင်အောင်အလုံးလေးတစ်လုံးပြုတ်ကြလာတယ်အဲ့အလုံးလေး ਨੇ ဟာဘာလို့သွေးရောနာအဲအကောင်တက်လို့ရှိရင်ကျွန်တော်တို့ခရင်အောင်အလုံးလေးတစ်လုံးပေးတယ်အဲ့အလုံးလေး ਨੇ ကျွန်တော်တို့ကအဲဒီဘက်မှာအဲဒီအလုံးကြီးတွေပေါ့နော် အဲဒီမှာအလုံးကြီးရှိတယ်။အဲအလုံးကြီးတွေကိုကျွန်တော်တို့ကအဲ့ကောင်ရှိရာခရမ်းလမ်းအလုံးလေးနဲ့ဖြည့်ရမှာ။မတွေ့လားအလုံးကြီးတွေ။အဲအလုံးကြီးတွေကိုကျွန်တော်တို့ဒီကောင်ရှိရာကြားတဲ့ခရမ်းရောင်အလုံးလေးနဲ့ပေါက်ရင်ကွဲသွားမှာပေါ့နော်။အဲ့ဒါတွေကိုကွဲအောင်ခွဲရမှာ။အဲအခုကျွန်တော်ရှိမှာခရမ်းရောင်အလုံးလေးပြုတ်ကြလာပြီ။ဟိုကောင်စီကနေ။အဲကျွန်တော်တို့ခရမ်းရောင်အလုံးလေးကိုယူဒီလုံးလှမ်းပါ။အာဒီတစ်ခုကအနီရောင်ပေါ့နော်။ဒီနောက်တစ်ခုက အဲအပြရောင်အဲအဲ့အရောင်နေရပါလဲဆိုတော့ကျွန်တော်နောက်ဆုံး boss ရောက်လို့ရှိရင်ကျွန်တော်ခုနခြေရှည်ကောင်းနေစမောလို့စမောရမှာပေါ့နော်အဲ့ကြလို့ရှိရင်ဒီအပြရောင်အလုံးကကျွန်တော်တို့ရေခဲကောင်ထွက်ပြီးတော့အနီရောင်အလုံးကမီးကောင်ထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့အလုံးနဲ့ကောက်ပေါက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ area ပြီးပြီကျွန်တော်ခုနဒီနားမှာအပြရောင်အလုံးဟိုဘက်ကအနီရောင်အလုံးပေါ့နော် တကယ်လို့ final boss ရောက်လို့ကျွန်တော်တို့ခွဲရပြီဆိုလို့ရှိရင်ဒီအပြိုင်အောင်အလုံးဝရေခဲကောင်ထွက်တယ်ပေါ့နော်ဒီအနီအောင်အလုံးဝမီးကောင်ထွက်တယ်နောက်ဒီမှာ robot ယူပြီးွားရင်ကျွန်တော်တို့ဒီအောက်လေးမှာအပေါက်ပွင့်လာတယ်အဲ့အပေါက်ထဲကိုဆင်းဆင်းပြီးွားရင်ကျွန်တော်ခုံလိုက်ခုံလိုက်လို့ရှိရင်လေပေါ်တက်သွားလိမ့်မယ်အဲအဲ့ကြအေရိုလီလီနဲ့ခုံပြီးကျွန်တော်ရှေ့ဆက်သွား နောက်ဒီနားကိုရောက်ပြီဆိုလို့ရှိရင်အပေါ်တမ်းမတက်ပါနဲ့ဟိုကျွန်တော်တို့ဒီနားမှာနေရံတစ်ခုရှိရပါတော့အဲ့နေရံတပြင်းနေရံနေနဲ့မတူဘူးဆွေးနေနေအဲ့နေရံဟိုကျွန်တော်တို့ကျွန်တော်တို့ယူလာတဲ့လက်ပြပုံးနဲ့လမ်းပေါက်လိုက်အဲအဲ့ဆိုအဲ့နေရံကြီးကကွဲသွားလိမ့်မယ်လို့ရှိရင်အဲ့နေရာထဲမှာကျွန်တော် weapon chest တခုရှိရပါတော့။အဲ့ chest ထဲကနေကျွန်တော် platinum crystal တို့ပါလို့ဒီလိုမျိုး reward တွေရရပေါ့။အဲဒီဒီကောင်မကြော်ခဲ့ပါနဲ့ပေါ့နော်။ကျွန်တော်ပစ္စည်းရတယ် ျွန်တော်ဒီနေရာကိုကြော်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်မှာ aero leap ရှိရင်ကျွန်တော် tip ရှိရပါเนาะအဲ့ဒါကျွန်တော်တို့ခုံပြီးတော့အဲအဲ့လိုခုံလိုက်အဲ့ဆိုလို့ရှိရင်ကျွန်တော်အများကြီးကြော်စရာမလိုတော့ဘူးအဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အတူတူပဲကျွန်တော်တို့ဒီနားလောက်ကနေစခုံပြီးတော့အကုန်လုံးကိုကြော်လိုက်အဲအဲ့ဆိုကျွန်တော်တို့ရောက်ခန့်နေရောက်သွားပြီပေါ့နော်တော့ဒီ sanity ကြာနေရ sanity စေးလုံးလေးစားအဲ့ sanity စေးလုံးလေးလည်းယူခဲ့ပေါ့နော်အခုလို sanity ကြာရင်စားစရာမရှိမှာဆိုလို့ ဒီအရပရပလင်းဒီအရပလင်းဖြစ်ဖြစ်ခုနစန်ဒီဆေးလုံးလေးဖြစ်ဖြစ်ယူခဲ့ပေါ့နော်ကျွန်တော်ကကျွန်တော်ကတော့မပြောလိုက်ရဘူးကျွန်တော်တို့မြေကြီးမှာအမဲအောင်အရေးလေးရှိတဲ့နေရာတွေကိုမနင်းနဲ့ပေါ့နော်အကောင်နေနင်းစန်ဒီကြရတယ်ပြီးတော့ကျွန်တော်တို့ဒီမှာနေရန်နောက်ထပ်အဆွေးတစ်ခုအဲ့နေရန်အဆွေးကိုကျွန်တော်တို့ဘုံနဲ့ထပ်ပြမယ်ပေါ့နော် Yes. Here. Right here. Mm. အဲ့ဆိုကျွန်တော်တို့ဒီရေခဲတိုင်တွေတွေ့တယ်အဲ့ရေခဲတိုင်တွေကဘာလို့ရအောင်လဲမသိရင်ကျွန်တော်တို့ရေခဲတိုင်တွေကိုဝင်ဝင်ပြီးွားရင်ဒီမဲမဲလေးတွေကိုကျွန်တော်တို့တနက်နဲ့ပြစ်ကမှာပေါ့နော်အဲ့ဆိုကျွန်တော်တို့၃ခုလုံးကိုပြစ်ပြီးွားပြီအဲ့ကြဒီကောင်နေပေါ်ကနေခုံကျွန်တော်ရေခဲတိုင်တွေကနေဝင်မပြစ်ရသေးရင်အကောင်တွေကမခဲဘူးပေါ့နော်မခဲရင်အကောင်တွေပေါ်တက်နေအောက်ပြုတ်ကြတော့မှာအဲ့တော့ရေခဲတိုင်တွေကိုကျွန်တော်တို့အရင်ဝင်တိုင်ရိတ်တွေကိုအရင်ဝင်ပြီးတော့ဒီကောင်လေးကိုလိုက်ပြစ်ပြီးတော့မှကျွန်တော်တို့ခုံ ောက်အေရိုလိရှိရင်တခါတည်းခုံကူးွာလို့ရရပေါ့နော်အဲတက်တုံးပေါ်ကိုတက်ပြီးတော့တခါတည်းခုံကူးလို့ရတယ်အဲဆိုကျွန်တော်တို့ဒီပေါ်မှာ woman chest hook ထက်ရှိတယ်ကျိုးပြန်ပြီ။ကဲအဲ့ဆိုကျွန်တော်တို့ဒါနောက်ဆုံး final boss ရှိတဲ့နေရာပေါ့ mother of life ရှိတဲ့နေရာရောက်လာပြီ ရှေ့ရကျွန်တော်တို့အခန်းလေးကောင်လောဒီ boss ကိုချဖို့အတွက်ကျူတိုရီရဲ့သဘောမျိုးလေးပဲပထမဦးဆုံးအခန်းမှာကျွန်တော်တို့ခြေရှည်ကောင်နဲ့တိုင်နေတဲ့ဘလို့အလုပ်လုပ်လဲဆိုတာပြရတယ်ဒုတိယအခန်းမှာကျွန်တော်တို့အဲ့ရှာမွဲအောင်မအောင်ပြန်စစ်တယ်ပေါ့ boss တကောင်နဲ့ပြီးရင်နောက်တစ်ခန်းမှာကျတော့ကျွန်တော်တို့အလုံးခွဲရတာသင်ပေးတယ်အခုဒီမှာအလုံးခွဲရတာနဲ့တိုင်ပါစင်နဲ့ကိုပေါင်းပြီးတော့ဆော့ရတော့မှာပေါ့နော်ဒီ boss ကို အဲဒီမဲမဲနေရာလေးပေါ့နော်အဲ့နေရာလေးကိုနင်းကျွန်တော်တို့ဆန်နတီကြရတယ်ပေါ့နော်အဲ့ဒါဆိုတော့အကောင့်တွေကိုရှောင်ပြီးတော့နင်းညာကိုကြကြချင်းက boss ကိုတန်းပစ်လို့ရတယ် boss သွေးကုံသွားရထိတန်းပစ်လိုက်ပေါ့နော်ဟုတ်ဒီအဝိုင်းတွေပေါ်လာလို့ရှင်အဲ့အဝိုင်းတွေတဲကနေအကောင်လေးထွက်အကောင်နေထွက်တယ်ပေါ့နော် အဲ့အကောင့်တွေကိုကျွန်တော်တို့အရင်တက်ပါမဟုတ်လို့ရှိရင်ကျွန်တော်တို့တိုင်ပတ်ပါလိမ့်မယ်အကောင့်တွေဝိုင်းပစ်တဲ့ damage ကပိုများရဲ့ပေါ့နော်အဲအခုဆိုအဲ့မှာအဲ grade တွေအများကြီးပဲပေါ့နော်အကောင့်တွေကိုအရင်ရှင်းလိုက်ပေါ့နော်အကောင့်တွေကဇက်တိုက်ထွက်နေမှာဆိုတော့ကျွန်တော်တို့ရှင်းပြရနဲ့ချက်ချင်းဒီကောင်အောင်တက်ပေါ့နော်ဒီမှာငှက်တကောင်ထွက်တယ်ဘိုးဘက်တကောင်ဒီဘက်တကောင်စမောနေအကောင့်တွေကိုတက်အကောင့်တွေရှယ်ရတယ်အဲခရမ်းရအောင်အလုံးရှိတယ်ဒီမှာခရမ်းရအောင်လုံးကြလိုက်အဲ့ခရမ်းရအောင်လုံးကောက်ကင်လိုက် လို့ရှိရင်ဒီမှာရေခဲအော်ရေခဲလုံးကိုပြစ်ဒီကောင်ကြိုတက်ထားလိုက်အဲအခုဆိုလို့ရှိရင်ကျွန်တော်ခုနရေခဲကောင်ထွက်လာပြီအပြိုင်အောင်အလုံးကိုခွဲလိုက်လို့အဲကျွန်တော်တို့ရေခဲကောင်ရေခဲတိုင်ထဲကနေဝင်တက်မယ်ပေါ့နော်အဲအဲ့မှာကျွန်တော်တို့ဒီရေခဲတိုင်ထဲကိုရေခဲကောင်ရေဆိုးကြတာအခုကျွန်တော်မီးကောင်ထပ်ထွက်လာတယ်ခုနကောင်ရှိရ ခရရအလုံးလေးကြားထားရအဲ့ဒါယူမီးတိုင်ကိုဖြိုးပြီးရင်ဒီမီးတိုင်နဲ့ကနေဝင်ပြီးတော့ပြစ်အဲกระแทအုပ်ပြန်စပွန်လာပြီပေါ့နော်အဲ့တော့กระแทအုပ်ကိုထက်ပြီးရရှင်အဲ့ကြောင့်ဒီกระแทအုပ်ကိုရှင်းဖို့အတွက်ကိုကျွန်တော် AV ကန်ခိုင်းတာ single target gun ဆိုလို့ရှိရင်ကျွန်တော်အကြာကြီးပြရလိမ့်မယ်กระแทအုပ်ကို ဒီမှာခင်းရအောင်လို့အဲ့ကျွန်တော်ရေခဲတိုင်ရှာမယ်ရေခဲတိုင်ကခုနနေရာမှာပဲပြန်ပေါ်တယ်အဲ့တော့ရေခဲတိုင်ကိုပြစ်ပြီးရင်ဒီရေခဲတိုင်ပေါ့နော်အဲ့ရေခဲတိုင်နေရာနေပဲဝင်ပြစ်ဟောလိုက်ထိုးနေရေတဲ့ကိုပြီးရင်ဒီကောင်တက်ပေါ့နော် ပြင်ဒီကောင်လေးစမွန်လာလို့ရှင်စမွန်လာရဲ့အချိန်ကိုတန်းပစ်လိုက်အဲဆိုရှင်အမအုပ်စုနေတဲ့အချိန်ပေါ့နော်ဒီကောင်စီလိုက်ရှင်းစရာမလိုတော့အုပ်စုနေတဲ့အချိန်တန်းပြီးတော့ပေါက်သွားရင်အာအဲဒီကောင်စီလိုက်ပစ်စရာမလိုတော့အဲဆိုကျွန်တော်ကမီးကောင်ခွဲထားတယ်မီးတိုင်နေရနေဝင်ပစ်ဒီတိုင်ပြီးရင်ကျွန်တော်တို့ boss ကိုပစ်လို့ရ ਈ ပေါ့နော်ဟုတ်တယ်ဒီကောင်ကိုမတက်ခင်ဒီကောင်နေကိုအရင်တက်လိုက်အောင် boss ပစ်တဲ့အချိန်မှာရှုပ်မှာဆိုလို့ အဲအခုပြတ်တက်လို့ရ ਈ ကျွန်တော်တို့ဒီ கிர ောက်ကို கிர ောက်ကိုရှင်းရအောင်မယ်ပြည့်ကျွန်တော်တို့သူအဲ့အဲ့လိုဖြူအောင်ကွင်းလေးနဲ့ပြန်ပြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုရှောင် ဒါဆိုရင်ကျွန်တော်တို့ face 2ရောက်ပြီပေါ့နော်အဲ face 2ရောက်လို့ရှိရင်ခုနကပါဇယ်ကိုတစ်ခါထပ်ဖြီးရသေးရပေါ့နော်နောက်ဒီလျှက်စစ်အလုံးအစ်စ်ပါတယ်အဲ့လျှက်စစ်လုံးလှမ်းခွဲလိုက်ဒီလျှက်စစ်တိုင်ထဲကိုဝင်အဲ့လျှက်စစ်ကောင်ကိုလှမ်းပစ်တက်ဒီလျှက်စစ်ကကျွန်တော်တို့ face 2မှာမှာစပြီးတော့ပါတာပေါ့နော်ကျွန်တော်တို့အဲ့ခြေခြေကောင်ထွက်မဲ့အလုံးကိုကြည့်လိုက်တာနဲ့ဘယ်ဟာလဲဘယ် element လဲဆိုတော့ကျွန်တော်တို့ခွဲလို့ရတယ်အဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ ဘော့ကိုပြစ်လို့ရည်ဘော့ only ပဲပြစ်တော့ဒီခါကျရင်ကျွန်တော်ဒီမှာတနက်နဲ့ live ပြင်နေအောင်တကောင်ရှိရပါတော့အကောင်ရှောင်းဖို့ကျွန်တော်တိုင်လေးနေကိုယ်နေ my beautiful baby daughter ကဲအဲ့ဆိုရင်ကျွန်တော် live resa လက်ပြီးပေါ့နော် because dreams are ကျွန်တော်တော့ river ကတကောင်မှမကြတော့ဘူးပေါ့နော်အစားအဆုံးသာဝင်လိုက်တယ် river ကတကောင်မှမကြတော့ပါဘူး ကဲအဲ့တော့အားလုံးမဲ့ဒါကတော့ Libra စာလက်ကို solo ဒါမှမဟုတ်အုပ်နဲ့ဝင်နေဆိုလို့ရှိရင်ကျွန်တော်တို့၄ရက်ဝင်နေဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီထွက်လာတဲ့အကောင့်တွေကိုတက်တက်တယောက်ကပြစ်ပေါ့နော်တိုင်ပါဆယ်ကို2ယောက်လောက်ဖြီးပေါ့ဟိုဘက်2တိုင်မှာတယောက်ဖြီးဒီဘက်2တိုင်ကိုတယောက်ဖြီးကျန်တဲ့2ယောက်ကထွက်လာတဲ့အကောင့်တွေနဲ့ငှက်တွေကိုပြစ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ပုံမြန်တယ်ပေါ့နော်အဲ ဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဒါကျွန်တော်တို့ Liversa နဲ့ဝင်ပုံဝင်နည်းနဲ့ဘယ်လိုဝင်ရမလဲဒီ time parcel တွေကိုဘယ်လိုဖြေရမလဲဆိုတာကျွန်တော်ရှင်းပြပေးသွားပါပေါ့နော်အဲ့ဆိုရင်အကုန်လုံးလဲ Liversa လက်ကိုဘယ်လိုနိုင်အောင်ဝင်ရမလဲဆိုတာတည်သွားလောက်ပြီလို့မျှော်လင့်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျာနှုတ်ဆက်ပါတယ်ဗီဒီယိုပြီးပြီးချင်းမီးလဲပြတ်သွားပါတယ်